မိမိခန္ဓာကိုယ်လေးကိုကြစ်ကြစ်လစ်လစ်နဲ့ကြမ်းကြမ်းမမလှပချင်တဲ့ပြိုမီတို့အတွက်လေ့ကျင့်ခန်းတစ်မျိုးကိုဝင်မျှပေးလိုက်ပါတယ်။ဒီကလာပါတီချန်တော်ပါ။ဒီနေ့လေ့ကျင့်ခန်းလေးကတော့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကြွက်သားလေးတွေကိုအသုံးပြုထားပြီးရကစားရတာဖြစ်တဲ့အတွက်ကြောင့်မိမိခန္ဓာကိုယ်ကိုကြမ်းကြမ်းမမနဲ့လှပချင်တဲ့ပြိုမီတို့လိုက်ပါကစားပေးလို့ရပါတယ်။ဒီကစားနည်းအတွက်တော့အလေးတစုံရှိဖို့လိုအပ်ပါတယ်။အလေးမရှိဘူးဆိုရင်ရေတံပူးလေးကိုအသုံးပြုပြီးတော့ကစားပေးလို့ရပါတယ်။ကစားနည်းပုံစံလေးကတော့လက်နှစ်ဖက်ကိုအလေးကိုကင်ထားပေးမယ်။ခြေထောက်ကိုပခုံးအကျယ်လောက်ထားမယ်။ဒီအနေထားကနေပ ထမဦးဆုံး deadlift လေးဆော်ရမယ် deadlift ပြီးသွားရင် squat လေးထိုင်ပြရမှာဖြစ်တယ်တကယ်လို့မိမိက deadlift exercise တွေ squat exercise တွေမသိဘူးဆိုရင်တော့ရှေ့မှာဗီဒီယိုလေးတင်ထားပေးတယ် deadlift ပုံစံတွေ squat ပုံစံတွေကိုအရင်လေ့လာပြီးတော့လေ့ကျင့်ဖို့အတွက်လိုအပ်ပါတယ်ဒီကစားနည်းလေးကို15ကြိမ်၄ချော့ကစားပြရမှာဖြစ်ပါတယ်ဗီဒီယိုလေးကပြုံမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းပြုံမီတို့အတွက်အကျိုးရှိစေမယ်လေ့ကျင့်ငယ်နေတဲ့ဗဟုသုတတွေကိုဝေမျှပေးသွားပါအောင်မယ်ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ကျမလာပါချင် နစ်အမျိုးသမီးတိုင်းအတွက်တည်ချင်တော်ရှိရနော်